ကျမတို့ရွှေကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့ငပြောထုတ်ကုန်များပြည်ပထုတ်ဖောက်ရန်ရည်ရွယ်တဲ့သတင်းဖြစ်ပါတယ်။ငပြောပင်စီကနေထုတ်ယူရရှိတဲ့ခြေရီနဲ့အဝတ်အထည်တွေအပြင်အခြားထုတ်ကုန်တွေကို ပြည်ရင်းသားမကပြည်ပနိုင်ငံတွေအထူးကိုရောင်းချနိုင်ဖို့ရည်ရွယ်ထားသလိုနိုင်ငံတော်အကြီးအကဲကလည်းအပေးပြီးလိုအပ်တာတွေကိုပံ့ပိုးပေးတော်မှာဖြစ်တယ်လို့ Green Banana မြန်မာမှာဈေးကွက်မြင့်တင်ရေးနဲ့အယောင်တာဝန်ခံဒေါ်တိရာဇော်မင်းကပြောကြားသိရပါဗျာ။ လက်ရှိမှာငပြောပင်စီကနေထုတ်ယူရရှိတဲ့ခြေရီကိုပြည်ရင်းမှာပဲကုန်ကျန်းကနေ ကုန်ကျော်အစင်အထိအစင်စင်ထုတ်လုပ်နေတာကြောင့်ဒီလုပ်ငန်းဟာနိုင်ငံတော်အတွက်အကျိုးရှိနိုင်သလိုတဝူချင်းအတွက်ဝင်ငွေရလမ်းကြောင်းအလို့အကန့်အခွင့်အလမ်းတွေပါရရှိစေမှာဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိမှာငပြောပင်စီကနေခြိထုတ်လုံနိုင်ပြီးပြည်သူတွေအလောက်ကန်အခွင့်အလန်းနဲ့ဝင်ငွေတွေရရှိလာနိုင်အောင်တိုင်းနယ်ပြည်နယ်အတော်များများမှာတင်နန်းပေးတာနေပညာတွေပေးတာနဲ့ကုန်ကျန်းတွေကိုပြန်လည်ဝယ်ယူပေးတာတွေကိုလည်းတစ်ဖက်တစ်လမ်းကလှူဆောင်ပေးနေတယ်လို့သိရပါဗျ။ ငပြောပင်ကနေငပြောသည်စုခုဖို့မဝင်ကားချက်ဖို့အစာရှိရာတွေကိုသာအများအားဖြင့်လှူဆောင်ရရှိကြပြီးကျန်တာတွေက အလေအလွင်ဖြစ်သွားနိုင်တာကြောင့်ကျန်ရှိတဲ့ပင်စည်ကနေခြေရည်အပြင်တံပိုးမြင်ထုတ်ကုန်တွေထုတ်ပြီးအလောက်အကန်အခွင့်အလန်းနဲ့ဝင်ဝေရလန်းတွေကိုဖွဲ့ဆောင်ပေးနိုင်တာကိုလည်းအသိပညာပေးတာတွေလှူဆောင်နေတယ်လို့သိရပါဗျ။ လက်ရှိမှာငပြောပင်စီကနေထုတ်ယူရရှိတဲ့ခြေရီအဝိအထဲရီနဲ့အခြားထုတ်ကုန်တွေကိုပြည်ရင်းစေးကွက်တော်မကပြပနိုင်ငံတွေအထိထိုးဖောင်းနိုင်ဖို့လှုံ့ဆော်နေသလိုနိုင်ငံတကာပြပွဲတွေမှာလည်းတောက်ရောက်ပြသနေတယ်လို့သိရပါရဲ့ရှင်။